။ Okay BB reaction သတင်းတွေကိုအများနဲ့ကြည့်ရှုနေသူတွေအားလုံးပဲပေါ့နော်။အာ NDA ကင်းပြီးတော့ကြားမှာကြပါစေလို့အရင်ဆုံးဆုတောင်းပေးလိုက်ပါရနော်။ Okay ဒီနေ့မှာလည်းကျွန်တော်တို့တော်လန်သတင်းတွေနဲ့အတူငလင်သတင်းလေးတစ်ချက်ပြန်သွားကြည့်လိုက်အောင်နော်။နေပြည်တော်အေလာလီတက်စေယုံချုပ်အပေါင်းစစ်အုပ်စုယုံအဆောက်အအုံများစွာပြိုကျပြစီတည်ဆုံးထိခိုက်မှုများပေမဲ့သတင်းတွေအမှောင်ချထားတယ်ဆိုတဲ့သတင်း နောက်တရင်ဘုတ်ကစကိုင်းမြို့အတွင်းကယ်ဆယ်လုပ်ငန်းများကိုစစ်ကောင်စီဟန်ပြလှုပ်ဆောင်ရင်းအရက်ဘက်ကယ်ဆယ်ရေးသမားများကိုလည်းအာဏာပြတားဆီးနေပါတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်နော်အဲ့တော့စကိုင်းမြို့ကိုအချက်မဲ့စစ်ကောင်စီကတော်တော်လေးကိုအညှိုးအတေးထားပြီးတော့ပိတ်ဆို့နေတဲ့အနေအထားဖြစ်ပါတယ်နောက်တော့တရင်ဘုတ်ကတော့နိုင်ငံတော်အစ်စ်ဝန်ထမ်းချင်းထိမ့်မှတ်နေရဲ့ကြီးညာထားတဲ့စစ်ကောင်စီနောင်ချူမှာဒရုန်း jet fighter များဖြင့်လာရောက်ပုံကျဲသွားတယ်လို့သိရပါတယ်နော် နောက်ထပ်သတင်းတစ်ပုဒ်ကတော့လေတက်ဘုံကျင်းမှုကြောင့် KIA ထံစစ်တင်တန်တက်ပြီးလူငယ်38ဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်နော်အဲ့တော့အင်အားပြင်းကလေးကြောင့်ထိခိုက်တေဆုံးသူတွေများတဲ့အတွက်နိုင်ငံတော်စစ်ဝန်ထမ်းချင်းတွေသတ်မှတ်ထားတဲ့စစ်ကောင်စီကလေကြောင်းပြင်းထိုးစစ်မြေမရက်တက်တော့ကြာကချင်ဒေသတွေလူငယ်40နီးပါးမင်းအောင်လှိုင်ရဲ့ဘုံကျင်းမှုကြောင့်ဒီ KIA မှာတင်တန်တက်ပြီးလူငယ်38ဦးတေဆုံးသွားတယ်လို့သတင်းရရှိပါတယ်နော် ကလေးတန်တဲ့စကိုင်းတိုင်းအတွင်းစစ်ကောင်စီလက်နက်ကြီးများဖြင့်ပြစ်ခတ်ဆက်တောင်းထိုးနေတယ်တဲ့။ချောင်းဦးမှာစစ်တပ်ကဆက်တက်လီတီဖြင့်ဘုံကျဲတိုက်ခိုက်နေတယ်ဆိုတဲ့သတင်းတွေဖြစ်ပါတယ်နော်။အဲဒါစကိုင်းကိုစစ်ကောင်စီတော်တော်လေးကိုအညှိုးတိထားနေတဲ့အနေအထားဖြစ်ပါတယ်။ ဝိုင်းမော်မျိုးနီးစစ်ကောင်စီကတင့်ကားများဖြင့်စစ်ပြေနေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ဝိုင်းမော်ဝိုင်းမော်ကံပိုက်တီလမ်းပိုင်းဝိုင်းမော်ဝိုင်းမော်မျိုးအနီးရှိစစ်ကောင်စီကတင့်ကားခွနစီပြင်ရောက်ရှိလာပြီးကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ထိန်းချုပ်ထားသောလမြန်ကြီးရဲကိုဒရုန်းသုံးပြီးဖြစ်အားဖြင့်ဘုံဖြစ်ဘုံကျတဲ့ခေတ်ကြောင့်သတင်းရရှိပါတယ်ပဲ။တင့်ကားခွနစီပါလာတယ်တဲ့။ခလာရ58တရင်ကနေဖြစ်နေတာစီရီကဒီရက်တင်းမာလာလိမ့်မယ်ထင်တယ်။အခုက KIA ဘက်ကထိုးစစ်မဟုတ်ပါဘူးတဲ့။စစ်ကောင်စီဘက်ကရှေ့တိုးလာတာလို့ကချင်စီရီသတင်းမြင့်ကပြောပါတယ်တဲ့။ ကဲဒါတွေကတော့ကျွန်တော်သတင်းလေးကိုအကြည့်ချုပ်ဖတ်ပြသွားတာဖြစ်ပါเนาะအဲ့တော့ဒီအချက်ဖက်မင်းအောင်လိုင်ရဲ့ဒီကလေးဒဏ်နဲ့ပတ်သက်ငလေးဘေးနဲ့ပတ်သက်ပြီးเนาะဘာမှကေဆယ်မှုမလုပ်တဲ့ကိစ္စတွေဟာသူတို့ရဲ့အတုံးဒီစီမံခက်ခဲညံ့ဖြစ်တဲ့ကိစ္စတွေဖြစ်တဲ့အကြောင်းရယ်ပေါ့เนาะတုံးတက်ထားတဲ့ဒီ UNG ကကြော်ညာထားတဲ့ဟာလေးတစ်ချက်တော့ကြည့်ကြအောင်เนาะသူတို့ပြေးပြစီအချမ်းဖက်စစ်ကောင်စီဟာပြည်သူအာဏာကိုမတရားလုယူထားတဲ့တရားမဝင်အစုအဖွဲ့ဖြစ်တဲ့အပြင်တိုင်းပြည်ကိုကောင်းစွာစီမံအုပ်ချုပ်နိုင်တဲ့အခြေအချင်းလဲမရှိတာကြောင့် အခုလိုတဘာဝဘေးအန္တရာယ်တွေကိုကြုံတွေ့ရတဲ့အခါမှာမြန်မာပြည်သူလူထုဟာထိခိုက်ဆုံးရှုံးမှုတွေပုံများခဲ့ရပါတယ်။ပြည်သူအစိုးရဖြစ်တဲ့မြို့သားညီရီအစိုးရအနေနဲ့ပြည်သူလူထုကိုတနိုင်ငံလုံးတိုင်းတာနဲ့ကူညီကယ်ဆယ်နိုင်တဲ့အသိဉာဏ်ပညာလူဝင်အားနဲ့စီမံခန့်ခွဲနိုင်စွာရှိပေမဲ့စစ်ကောင်စီစိုးမိုးထားတဲ့နယ်မြေတွေထဲကပြည်သူတွေကိုတော့ကူညီနိုင်မှုအခွင့်မတားတဲ့အခြေအနေဖြစ်ပါတယ်။ဒါကြောင့်လေအရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နိုင်မှုအတွက်ငလျင်ဘေးတဲ့တဲ့ဒေသတွေမှာ မြို့သားညိုရေးဆိုရကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့မိမိကိုယ်ကိုခုခံကာကွယ်စစ်ကလွဲပြီးထိုးစစ်အားလုံးကိုနှစ်ပတ်ကြာရန်နာထားမှာဖြစ်ကြောင်းနဲ့စစ်ကောင်စီထင်းချုပ်နယ်မြေတွေထဲကမြို့ကြီးတွေမှာလုံခြုံရေးအာမခံချက် ရှိမယ်ဆိုရင်မြို့သားညိုရေးအစိုးရနဲ့ပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့စီရီယံကျွမ်းကျင်ဝန်ထမ်းတွေအနေနဲ့နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်ပြီးငလင်းဘေးသင့်ပြည်သူတွေအတွက်အရေးပေါ်ကယ်ဆယ်ရေးကုသရေးလုပ်ငန်းတွေကိုဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ် ကဲကြားရတိုင်းပါနော်ဒီအယူကြီးကတော့ဒီစီဇန်ဝင်ထမ်းနေတောင်မှနော်ချက်ဖက်မင်းအောင်လိုင်းရင်ထိချုပ်နေပြီတဲ့ဝင်ပြီးမှစေးကုပ်ပြီးမှမဲလို့ပြောတာကိုမင်းအောင်လိုင်းလုံးဝလက်မခံတဲ့အပြင်ကိုဘုံသွားချဲ့နေတာဖြစ်ပါတယ်နော် ပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာပေါ့နော်တနေ့နဲ့တနေ့ပစ္စည်းပို့တယ်ကိုတရုတ်တရတရုတ်ကပေါ့နော်ဒီမြန်မာပြည်သူတွေအတွက်ဆိုကယ်ဆယ်ဒီပစ္စည်းတွေပို့လိုက်တဲ့ခါဆိုရင်ရဟင်းနဲ့တဲလို့ရမတဲဘဲနဲ့အဲ့ဒါနေဆက်ကနေကားနဲ့မန်းလေးကိုတဲတာမျိုးတွေပေါ့နော်ကျွန်တော်ဒီဗီဒီယိုဖိုင်တွေတွေ့ရတယ်ပေါ့နော်အဲ့တော့သူရဟင်းနေသူတုံးနေတဲ့အခုဘုံကျင်းနေတဲ့ရဟင်းနေဘာလုပ်နေတယ်ဆိုပြီးမေးထားတယ်မေးခွန်းလေးတစ်ချက်နားထောင်ကြည့်အောင်နော်။ဆရာတဘာဝဘေးအနေနဲ့ကုညီကယ်ဆယ်ခေါင်းစဉ်နဲ့ Eurocopter AS350 Eurocopter H125 ကယ်ဆယ်ရဟင်း6စင်းအထိဝယ်ယူထားပြီး ရန်ကုန်တိုင်းမော်ဘီမြို့နယ်မကွေးမြို့ကလေတပ်မှထားရှိပါတယ်။ဒီလေနေဟာအရေးပေါ်ကူညီကယ်ဆယ်ရေးအတွက်သုံးရတာဖြစ်ပြီးလူအများကြီးကိုတင်ဆောင်နိုင်တဲ့အခြေအနေတော့မရှိပါဘူး။လက်ရှိမှာတော့မန္တလေးပါဝင်မလင်တန်းကိုခံခဲ့ရတဲ့ဒေသတွေကပြင်းထန်တိုင်ရရသူတွေဟာဆေးရုံမဆန်းတဲ့အထိများနေပြီးအဲ့ဒီတဲကအရေးပေါ်ဆေးကုသဖို့လူနေတဲ့သူတွေကိုရန်ကုန်ပါဝင်တခြားဆေးရုံတွေကိုဒီဆောင်ကနေအလင်းမြန်ပို့ဆောင်နိုင်ဖို့ကိုလည်းရဟရင်တွေကိုတုံးနိုင်ပါတယ်။ ရဟန်းယူနီဟာပြေးလန်းမလို့တဲ့အတွက်နေရာမရွေးစင်းတတ်နိုင်တဲ့အခြေအနေရှိပြီးမလင်ဘေးကနေလွတ်မြောက်လာသူတွေအတွက်လိုအပ်တဲ့အစားအသောက်နဲ့ရေအပြင်စေဝန်းနဲ့ကယ်ဆယ်ရေးပစ္စည်းတွေကိုပါတည်ယူနိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့လက်ထက်တုန်းကရဟယင်ဟိုဒီဒီငားရန် သုံးနာအပြင်ကို ကျွန်တော်တို့အနေနဲ့အဲကိုပိုင်လဲဟိုဆောင်ရွက်ထားခဲ့တာရှိတယ်။ဒါလည်းတကက်ဒီသူအတွက်စပြီးတော့ဒီရဟယင်ကိုစပြီးတော့ထူထောင်နေကဒါဟာဇိမ်ခံပစ္စည်းမဖြစ်စေရဘူးလို့ ဒီနိုင်ငံတော်တိုင်ပင်ခံဒေါအောင်ဆန်းစုကြည်ကပြောတယ်ဒါဟာအရေးပေါ်ကယ်ဆယ်ရေးအတွက်ပဲဖြစ်ရမယ်လို့ပြောတယ်ဒါကြောင့်အဲ့ဒီအတိုင်းဖြစ်အောင်လို့အထက်မှာပစ္စည်းပေါင်းစုံပေါ့အရေးပေါ်ကယ်ဆယ်ရေးမှာမြေပြင်မြေပေါ်မှာမြေအောက်မှာရေထဲမှာအားလုံးကယ်ဆယ်နိုင်အောင်ဆိုရယ်အရေးပေါ်ပစ္စည်းတွေပါတွဲပြီးတော့ဒါထည့်ထားတာရှိတယ်အဲ့ဒီပစ္စည်းတွေလည်းအဲ့ဒီလိုမျိုးအရေးပေါ်ရဟန်းရင်ကိုလည်းတုံးတာမတွေ့ရဘူးပေါ့နော် ကဲကြားရတယ်ပေါ့နော်အဲ့တော့ဒေါ်ဆက်ဆူရှိခဲ့ပါတော့ကဒီဟိုလေဟဲ့ဝယ်လိုက်တဲ့ဟာအလုံးနဲ့တိပိတာဖြစ်ပါတော့ဒီလိုမျိုးရဟဲ့နေမတုံးတဲ့အပြင်ကိုစစ်ကောင်စီရဲ့ဒီစစ်ရဟဲ့နေလည်းတုံးတာမတွေ့ရပါဘူးနော်အ ਨੇ ဆုံးဟိုပစ္စည်းပို့လူပို့တော့ရတယ်နော်တုံးမယ်ဆိုရင်ဒါပေမဲ့မင်းအောင်လည်းလုံးဝမတုံးပြူဘူးဆိုတာတုံးပြူဆိုတော့ကျွန်တော်တွေ့ရတယ်ဘယ်မြို့မှာမှမဟုတ်နော်ရဟဲ့ပြန်တမ်းပြီးမှကေဇေးလို့လို့ဆိုကျွန်တော်မတွေ့ခဲ့ရဘူးနော်ဒါကတော့မင်းအောင်လည်းရက်ဆက်ရုပ်မှာနောက်တစ်ခုဖြစ်ပါတော့နော် တစ်ဖက်မှာလေးပေါ့နော်မန်းလေးမှာဒီမနေ့မှာဆိုအားလုံးတွေ့တယ်ပေါ့နော်ဒီဗာရှင်လောင်းလဲရလားဗာလားမသိဘူးနော်โอ้ยีเลยีจิบก็เอาเนี่ยตะเกเรเลยป่ะเนาะใส่ไม่ก้าวเสียแล้วก้าวมาเนาะติดอกปีตรีตีเนี่ยจิมดาမျိုးดิရှိတာตะเกเรเป่ป่ะเนาะဘလို့မစဉ်းစားလို့မရအောင်เนาะဘလို့မျိုးအတွေးကောဘလို့မျိုးနှလုံးသားရနေမြတ်လုံနေကြလဲမသိဘူးเนาะအဲ့ဒါเนี่ยပတ်သက်ပြီးပြောထားတဲ့မသေးဘူးတစ်ချက်ကြည့်ကြအောင်เนาะအဲ့ဒီတို့อ่ะကျွန်တော်တို့ဒီလိုစကားတွေကိုလည်းမပြောခြင်းဘူးဒေါသလည်းမထွက်ခြင်းဘူးရှင်เนาะအဲ့တော့ဒီနေ့မနက်မှာမန္တလေးမှာဘုံကထိန်လာ ဘာလဲတော့မသိဘူးเนาะတချင်းနေဖွင့်ပြီးတော့အာရှင်လောင်းလှဲ့နေတာကြီးကနေတာကြီးเนาะပြောရင်လဲဒေါသထွက်ပါတယ်ကျမပြောသလိုပဲလုံးဝစိတ်ဓာတ်ကိုလုံးဝကျမတို့အောက်ဆုံးမှာပါเนาะစိတ်ဓာတ်ကိုလုံးဝအောက်ဆုံးမှာဘာလို့အောက်ဆုံးမှာလဲကျမတို့မိသားစုတယောက်မှမခံရဘူးရှင်ငလင်တန်လည်းမခံရဘူးเนาะကျမတို့မိသားစုတွေအေးအေးဆေးဆေးလုံခြုံတဲ့နေရာမှာ ရှိနေတယ်เนาะအဲ့ဒီတို့ကကျမတို့ ਨੇ ဘာမှမသက်ဆိုင်ပေမဲ့ကျမတို့က ကျွန်တော်တို့နိုင်ငံမှာဖြစ်နေတဲ့နော်ပြဿနာတွေအားလုံးကိုကိုယ့်ရင်ဘက်ကြီးနဲ့လိုက်ခံစားပြီးပြောသိနေတာတွေပြောပေးနေရတယ်။နော်ဒီလောက်ထိလူအသိလူအညာထမင်းစားရတဲ့အသိလေးအောင်ရှင်တို့မှမမွေးနိုင်ရတော့ဘူးလား။ဟင်ဒီကြားထဲမှာဖြစ်သွားတဲ့နော်ပြဿနာတွေဈားထဲမှာပွဲတွေကလည်းတပွဲပြီးတပွဲအလုံးလက်ဆပွဲတွေမို့လို့ဖျက်ပေးလို့မရလို့ဆိုပြီးလုံလိုက်တဲ့ပွဲတွေလည်းရှိ။နော်အဲ့တော့ကျမတို့ကသူတို့နိုင်ငံက ယူးယူးပြဿနာဖြစ်နေတာမဟုတ်ဘူးနော်စစ်ဘေးဖြစ်နေတာနိုင်ငံတကာနိုင်ငံကစစ်ဖြစ်နေပြီဆိုတာတောင်ကျွန်တော်တို့တော်တော်ကြောက်เสียဆိုရင်เสียကောင်းတော်တော်တတိထားပြီးနေရမယ်အနေထားမျိုးဖြစ်ပါတယ်ဘာလို့လဲဆိုတော့တခါပဲရတယ်တဘဝပဲရတယ်အသက်ကိုလဲပြီးတော့တိုက်ယူနေကြရတာနော်အဲ့ဒီအတွက်ကျွန်တော်တို့ကဘလောက်ထိအရေးကြီးတဲ့အခန်းကဏ္ဍမှာရှိနေတယ်ဆိုတော့ကျွန်တော်တို့မပြောဘဲနဲ့သိရမယ်ရှင်ထမင်းစားနေတာဆိုရင် နော်အခုကစစ်ဒဏ်နေမကတော့ကျမတို့ရေပေးရေဒဏ်ငလျင်ဒဏ်ဖြစ်လိုက်တဲ့ပြဿနာပေါင်းမြောက်များစွာဟာအကြီးကြီးတွေပဲအသက်ထောင်ထောင်ကျော်နှုတ်ယူသွားတဲ့ဘေးအန္တရာယ်တွေပဲကျမတို့နိုင်ငံ၄နှစ်တိုင်တိုင်ကြာရောက်နေတာနော်ဒီမအေလိုအုပ်ချုပ်တဲ့၄နှစ်တိုင်တိုင်မှာကျမတို့အကြီးဟာတွေအကုန်လုံးပြည်သူလူထုခံစားနေကြရတာနော်ဒီတဘာဝဘေးအန္တရာယ်တွေကလည်း မင်းဆိုမင်းညစ်လက်ထမှာအများဆုံးပြတယ်ဒါတော့မှလုံးဝမစင်ပေဘူးလုံးဝဘာအရေးချင်းမှလည်းမရှိဘူးနော်နိုင်ငံတကာမှာကျမတို့ကိုအဲ့ဒီဘောမလေးပြောတဲ့စကားအတိုင်းပြောရရင်တော့ကျမတို့ကခွက်ခေါက်တယ်လေကျမတို့ကကျမတို့ပြည်သူအတွက်ကျမတို့အနာဂတ်အတွက်ခွက်ခေါက်တာနော်ဒါပေမဲ့မင်းအောင်လိုင်းဆိုတဲ့မအေလိုးကနော်ပြည်သူလူထုကို ပြန်တတ်ဖို့လောက်ခေါင်းထဲမှာအစ်အစ်အကြီးထွက်တယ်ဘယ်လိုပြည်သူကိုတတ်ရမလဲ ပြည်သူကိုတတ်ဖို့လက်နက်ဘဲကရမယ်ဘဲကောင်ကိုဖင်သွားဆုတ်ကမလဲဆိုတာအဲ့ဒီဟာမျိုးအတွေးကတော့ခေါင်းထဲမှာအပြေအဝရှိနေတယ်ဒါပေမဲ့ကျောင်းလူပြည်သူလူလူဘေးအန်တီရတခုခုကြုံတဲ့အခါဘယ်လိုအရေးချင်းတွေထုတ်သုံးရမလဲဘယ်လိုကူညီကယ်ဆယ်ရမလဲဘယ်လိုဒီပြဿနာကိုဖြေရှင်းရမလဲဆိုတဲ့ခေါင်းမပါလာခဲ့ဘူးမတွေးနိုင်ခဲ့ဘူးနော်သူ့ရဲ့အုံနောက်ကခလေးအုံနောက်ပဲရှိတယ်လူတက်အုံနောက်ပဲရှိတယ် ။နော်အဲ့ဒီလိုဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့ပြည်သူလူထုအချင်းချင်းကျွန်တော်တို့အချင်းချင်းဒုက္ခခံစားနေရတာမျှဝေခံစားပေးနေရတာ။အလိုငွေတွေဆိုလဲကျွန်တော်တို့အချင်းချင်းပြန်ပေးနေရတာ။နော်ကျွန်တော်တို့ပြည်သူမှာပြည်သူပဲရှိတယ်ဆိုတော့တဘာဝကြီးကရှင်တို့ကိုပြောပြနေတာအကုန်လုံးကမင်းတို့ပဲရှိတယ်။မင်းတို့မင်းတို့စင်ကျင်မှမင်းတို့အတွက်နော်ဖြစ်လာမယ်မင်းတို့ပဲရှိတယ်ဆိုတော့တဘာဝတရားကြီးကအမျိုးမျိုးကျမတို့ကို ပြောပြနေတယ်ဒီမင်းဆိုမင်းညက်လက်ထက်ထဲမှာတော့မင်းတို့ကဘယ်တော့မှကံကောင်းနိုင်တဲ့လူလေမဟုတ်ဘူးဆိုတာကိုတဘာဝကပြောပြနေတယ်တဘာဝကြီးစိတ်ဆိုးနေတယ်ရှင်တနည်းအားဖြင့်ပြောရရင်ဒါဘာသာတရားတွေနဲ့လုံးဝမဆိုင်ပါဘူးလူတွေရဲ့နော်ဒေါသတွေလောဘတွေမောဟတွေနဲ့ပဲဆိုင်ပါတယ်ဘာသာတရားစကားပြောတတ်တယ်ရှင်နော်အဲ့ဒီအချိန်မှာကျမတို့ကဒီအချိန်မှာငြင်းငြင်းညံ့ညံ့နဲ့ဆူတောင်းပွဲတွေလုပ်ပေးနေရမယ်နော် ဒီလောက်လူအသက်တည်ပေနေရတဲ့ကိစ္စကိုညို့ညို့တမျိုးကိုပတ်ပြီးတော့ရှင်လောင်းလှဲ့နိုင်သေးတယ်နော်တစ်တော့မှာအပျော်အပါးဗီဒီယိုတွေရိုက်နိုင်သေးတယ်ပျော်ပါးနိုင်ကြတယ်မပျော်နဲ့လို့ကျွန်တော်ပြောပါဘူးဒါဆိုကျွန်တော်တို့ဒီကျွေးတတ်တဲ့ကောင်တွေကနော်ပြောသေးတယ်ငါတို့ကမပျော်ရတော့ဘူးလားရှင်တို့မပျော်ရတော့ဘူးလို့ကျွန်မပြောတာမဟုတ်ဘူး ရှင်တို့ကိုကကိုငိမ့်ငိမ့်ချမ်းချမ်းအေးအေးဆေးဆေးပျော်လို့ရတယ်ကို့အိမ်မှာကိုဖင်မဲထောင်ကထောင်ကအရက်တောက်လို့ပဲတည်သွားတည်သွားကျမတို့အလုံးမဟုတ်ဘူးဒါတွေကနော်ဒါပေမဲ့ဒီလောက်ဆိုရှယ်မီဒီယာပေါ်မှာဖြစ်နေတဲ့ပြဿနာတွေဒီသတင်းတွေကိုစောင့်ဖတ်နေရတယ်နော်ဒီဟာတွေကြောင့်လူတွေဟာစိတ်ဆင်းရဲနေရတဲ့အချိန်မှာရှင်တို့ post တွေကပို့ပြီးလူတွေကိုအနောက်ရှက်ဖြစ်စေတယ်။နောက်ကအခုကျမရောက်နေတဲ့နိုင်ငံမလေးရှားနိုင်ငံဆိုလို့ရှိရင်ဒီနေ့ဒီအချိန်ဟာနော်နှစ်ကူးဖြစ်တယ် သူတို့ဥပုပ်လာထွက်တဲ့နှစ်ကူဖြစ်တယ်အဲ့ဒီနှစ်ကူရက်မှာနှစ်မကူးနိုင်မယ်နဲ့အသက်ဘေးအန္တရာယ်တော့ကြုံရနိုင်တယ်သွားတော့မြန်မာနိုင်ငံအတွက်သွားပြီးတော့ဒီနိုင်ငံအစိုးရဝန်ထမ်းတွေကသွားပြီးတော့အသက်ဆုတ်ဆံများကယ်ထုတ်ပေးနေကြတယ်တခြားနိုင်ငံတွေကလည်းလာပြီးတော့ကယ်ပေးကူပေးနေကြတယ်အဲ့ဒီချိန်မှာရှင်ကျမတို့လူမျိုးတွေကခုလူမျိုးဖြစ်တဲ့မူရင်းလူမျိုးတွေကနော် ပျော်ပြပါပြပြီးတော့အလူအတန်းနေလှုပ်ပြရှင်လောင်းနေလှက်ပြရှင်တို့ခွေးလောက်တောင်စောက်အသိဉာဏ်ရှိဘူးတခြားနိုင်ငံကခွေးတွေကျမတို့လူတွေရဲ့ကျမတို့လူမျိုးတွေရဲ့အသက်တွေကိုလာကယ်နေကြတာရှင်တို့မြင်လားရှင်တို့အဲ့ဒီခွေးလောက်တောင်အဆင့်တန်းမရှိဘူးကျမပြောလိုက်ရှင်တို့ခွေးတွေလောက်တောင်အသိဉာဏ်မရှိဘူးနော်ကျမ ဒီနိုင်ငံရေးစကားတွေကိုကျွန်မပြောတယ်ကျွန်မတခါမှမဆဲဘူးကျွန်မဒီတခါတော့ဆဲပြစီရှင်တို့ကမင်းအွန်လိုင်းနဲ့အတူတူပဲမင်းအွန်လိုင်းလို့ရုံမာတဲ့လူတွေပဲရှင်တို့လူအကုန်လုံးလीတိလားအခုချိန်မှာဘလို့မှတခြားလူရဲ့ခံစားမှုတခြားလူရဲ့မျက်ရည်တွေယူမတက်ခံစားနေရတာပြီးတော့ကျွန်မတို့ဒီငလင်ပြက်ကြောကြီးရလीကျွန်မတို့မြန်မာနိုင်ငံရို့ ထိုးခွဲထားတာရှင်အဲ့ဒါပြက်ကြောအရင်တုန်းရဲ့တဲ့ကရှိနေတယ်ပြက်ကြောချောင်းကြီးပဲအဲ့ဒီပြက်ကြောချောင်းကြီးကကျောင်းတော်နိုင်ငံအလေတက်တယ်ယူအလေတက်တယ်ယူမှာထိတ်ထိတ်ရှိတယ်အဲ့တော့အဲ့ဒီငလီကြီးသာကြီးကြီးမားမားဆက်လုပ်ခဲ့မယ်ဆိုရင်ကျောင်းတော်နိုင်ငံတော်ပျောက်သွားနိုင်တယ်ရှင်တို့နားလေလားဟမ်နိုင်ငံတကာပညာရှင်တွေတဘာဝဘေးအန္တရာယ်ထိမ့်သိမ်းနေတဲ့ပညာရှင်တွေနော်ဖတ်နေတဲ့ပညာရှင်တွေပါရဂူတွေကအခုမြန်မာနိုင်ငံကစိုးရိမ်ဆုံးဇုံအမတ်အမြင့်ဆုံးအခြေအနေမှာရှိနေတယ်လို့ပြောလာကြတယ်ရှင် ဘာလို့ရှင်တို့လူလိုနားမလဲကြရတာလဲเนาะဒီပွဲတွေကိုမလုပ်ပါနဲ့ဘာပွဲမှမလုပ်စေချင်ဘူးရှင်ဘာရှင်လောင်းပြုတ်ဘာပွဲမှမလုပ်ချင်ဘူးစူတောင်းပွဲလေးပဲလုပ်ပေးကြပါကျေးဇူးတင်ပါတယ်เนาะရှင်တို့အဲ့လောက်တောင်အတိညာခေါင်းပါလာကြည်လားအဲ့လောက်တော့ရှင်တို့မှာကိုချင်းစာတရားနဲလာကြည်လားเนาะဒီအချိန်မှာဒီလိုလေးနေရမယ်တပတ်အိမ်မှာเนาะ အတုပဖြစ်နေတယ်ဒီလိုလေးနေရမယ်ဆိုတော့ live တင်ပြနေရတဲ့အထိရှင်တို့ရဲ့အုံနောက်တရားသုံးစားလို့မရတော့လောက်အောင်ဘယ်သူတွေကလုတ်ပေးလိုက်တာလဲရှင်ဟမ်ကျမတို့မြန်မာပြည်သူလူထုတွေအတွက်ကျမတို့အချင်းချင်းအတွက်နော်ကျမတို့တမြေတဲ့တရေတဲ့တောက်ထားတဲ့လူတွေအတွက်တောင်နှလုံးသားလေးထဲမှာနည်းနည်းလေးမျှဝေမခံစားပေးနိုင်ကြဘူးလားဟမ်အတိတရားလူလိုအတိတရားရှိဖို့တောင်လိုက်ပြောပြနေရတယ်ဟဲ့ဘေးမှာ မตาဖြစ်နေတယ်မตาအိမ်ဖြစ်နေတယ်ငူနေကြတယ်နင်တို့တချင်းလေးတူတူလေးဖွင့်ကြပါလို့တောင်းလိုက်ပြောပေးနေရတယ်အချင်းကြီးဖြစ်နေတယ်ဟမ်ဒီလောက်တောင်းစောက်အသိတရားနေမဲလာကြီးလားတုံးလာကြီးလားဟမ်ဘလို့လူတွေလဲရှင်တို့တနိုင်ကံလုံးမြေမျိုးသွားမှရှင်တို့တွေရဲ့ပျော်ခြင်းစ 娟娟自己不要多嘛啦，提老可怜郎，哦伊没底看那丫头啦，提老没偏心丫头，提老单呢没老丫头，把妈偏么多吧呜，提老可怜郎嘛哦伊没底看那丫头啦，啊，老老爹爹呢，哎妈姑姐，新妞哎妈多姑姑多丫头，新妞偏丫头少少灵妹，新妞新妞是表现是家里了狗米地啦。 ပြည်သူတွေတော်တော်လေးကိုဝမ်းနဲ့ကြည်ခွဲပြီးခုဆိုရင်အလောင်းတွေတော့မထုတ်လို့မရသေးဘူးတချို့နေရာတွေမှာနော်အလောင်းတွေအแทမှာပဲရှိသေးတယ်ခုစီမိုးသားချင်းတွေအလောင်းတွေမှာတကယ်လို့မရလို့ငိုကြွေးနေတဲ့လူတွေခုဆိုတချို့နေရာတွေမှာဆိုရင်ကယ်ပြီးပါကယ်ပြီးပါတစားစားနဲ့အแทမှာအော်တဲ့အတန်တွေမကယ်လို့မရလို့ပူဆွေးနေတဲ့သူတွေဒီလောက်နိုင်ငံကြီးပြတ်နေတဲ့အချိန်မှာနော်ဒါမျိုးတွေလောက်တာကြီးရတာအဆင်မပြေပါဘူးနော် အဲ့ဒါမျိုးလုပ်လို့လည်းကုသိုလ်ရမယ်လို့လည်းမထင်ပါဘူးเนาะခုလိုချိန်မှာတော့အဲ့တော့ဘာဖြစ်ပြောဒါမျိုးတွေကတော်တကယ်ကိုစင်ကြင်တင်တာဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်တို့ဒီမလေးရှားလိုမျိုးပေါ့เนาะမွတ်စလင်နိုင်ငံကလူတွေကလာပြီးမှသူတို့ရဲ့တကက်ဒီလိုမျိုးနေရပွဲတော်နေနေမှာပေါ့เนาะဒီလိုမြန်မာပြည်ကိုလာပြီးကူညီနေတဲ့အချိန်မှာပေါ့เนาะသူတို့ဆိုရင်တကယ်ဘာသာရေးနဲ့ပတ်သက်ရင်လည်းတကယ်ပွဲတော်နေနေပေါ့เนาะအဲ့ဒါကိုသူတို့ပယ်ပြီးမှမြန်မာပြည်သူလူတို့လာခဲ့တဲ့အချိန်မှာဒါမျိုးတွေမြင်နေရတာအဆင်မပြေပါဘူးเนาะ ကဲတော့တဲ့တဲ့ဘုတ်ကတော့အခုဆိုရင်ကျွန်တော်တို့ဒီစကိုင်းလိုမျိုးနေရာတွေမှာချမ်ပတ်စစ်ကောင်စီရပါတော့ဒီကူညီကယ်ဆယ်ရေးဒီပုဂ္ဂလိကကူညီကယ်ဆယ်ရေးတို့ပိတ်ပင်ပြီးမှပါတော့တော်တော်လေးကိုတိကျက်ထားတဲ့အနေအထားတွေပြင်စကိုင်းမျိုးကိုတော်တော်လေးဂရုမစိုက်တဲ့ပုံစံဖြစ်နေတယ်ပေါ့နော်အဲ့ဒါလည်းပတ်သက်ပြီးကိုဆရာလေးပြည့်ကျော်တင်ဆက်ထားလိုက်နားထောင်ကြရအောင်နော်ကျေးဇူးရလို့ဒါနဲ့ပတ်သက်ပြီးစစ်တပ်ကမပိတ်ပါဘူးဆိုရင်ငင်းနေတဲ့ကောင်တွေကိုဒီညကတခါလေးပြောမယ်။လာကြည့်လား။လာကြည့်။နောက်ပြီးတော့နောက်တစ်ချက်က မြင်းမှုချောင်းမြင်းမှုမှာ PDF တွေကကယ်ဆယ်ရေးအဖွဲ့တွေကိုမိုင်းဆွဲပါလေဆိုတဲ့တရင်မားတွေဖြန့်ပြီးစစ်တပ်ဟာတိုင်းပြည်ရဲ့ကတ်ဆိုးအမှောင်ဆုံးကာလကြီးမှာနိုင်ငံရေးအမျက်ထုတ်ယုံနေမှာကရန်သူကိုရန်သူတပွဲခြေမုံရက်ဆက်ဖိနှိပ်ရုပ်မာနေပြီးချီချောင်းကိုထဲ့ပြောလို့ပါလေအဲ့တော့လက်ရှိမှာကျွန်တော်တို့ ਨੇ တိတိဆက်တွေ့တဲ့ကယ်ဆယ်ရေးအဖွဲ့အဆောက်အအုံမှာ ပိတ်နေတဲ့လူတွေရှိလို့အကူကြီးတောင်းလို့ကူညီဖို့တွားကြတယ်။ထုံဆက်တွေပါတယ်၊လွှတ်ဆက်တွေပါတယ်၊ပစ္စည်းပြည့်စုံပါတယ်။အိမ်ရှင်ကလည်းသူ့အိမ်သားတွေကိုကယ်ကျင်နေရှာမယ်လို့ပြင်နေတော့ပြူစောထီတွေကဘရုခွင့်ပြုချက်နဲ့လာတာလေဆိုပြီးရဲနဲ့စစ်တပ်ကိုထတ်ခေါ်ပါရဲနဲ့စစ်တပ်ရောက်လာပြီးတော့ခွင့်ပြုချက်မရှိရင်အဆောက်အုံတွေကိုကူညီကယ်ဆယ်ရေးလောက်ခွင့်မပြုဘူးတဲ့ဟိုမှာတေမဲ့လူကတေတော့မယ်မြေရောက်မှာပြိနေတာ၃ရက်ပြီ ြုချက်ယူရမယ်ဘသူတွေလဲဘာတွေလဲဘယ်ဘွဲ့ကလဲလုံကြုံရေးရခွင့်ပြုချက်ယူရမယ်လူဆိုးလား PDF လားဘာညာပေါ့ဆိုတော့ခွင့်ပြုချက်သွားတောင်းမယ်ဆိုရင်လေသူတို့ကတိုက်ရိုက်ခွင့်မပြုရဘူးအထက်ကိုထတ်တင်ကြားရအောင်ပေမဲ့လူကတေးပြီးပေါ့ဗျာအဲ့တော့ကယ်ဆယ်ရေးအဖွဲ့တွေကလည်းသူတို့ရဲ့လုံကြုံရေးဖမ်းမယ်စီးမယ်ဆိုတာတွေကြောက်ပြန်လာခဲ့ပါတယ်ဂျေတန်နဲ့ရိတ်ခါလို့တာတော့မဖြစ်ဘူး 啊，所有阿妈百年的努力，百米年的努力，干部，现在的钱的，比如、哦 yes, right. 说体力干，农啊，下不看的，对人对味人数的，钱有啊，冇有？不如原来我们钱，这几年赚哪点啊？在嘞钱，在老工人呢，你们叫的啥？不要弄呀！现在哈，一时有嘛，你话？一头一时有嘛？哈？这身上得嘛？第六是水嘛？哎呦！ ပမာလူမျိုးတွေကိုလည်းကြုံလုံးစကားလေးထည့်ပြောရှင်းနေတယ်။အဓိကတထေးတွေကြီးတွေပတ်စံရှိတဲ့လူတွေပေါ့ဗျာ။အခုကျွန်တော်တို့တဘာဝဘေးအန္တရာယ်ကြီးတွေဖြစ်တယ်။တစ်တော့ဘော်ဒီမှာအဓိကတော့တစ်တော့ဘော်ကတော့များတယ်။ရွှေတွေတင်းနေအောင်ဝေပြကြတဲ့သူတွေရှိတယ်။နော်မေရွှေတွေဘရက်တွေအာမြင်မကောင်းဘူး။ဘာသူလဲကျွန်တော်နာမည်ထုတ်မပြောတော့ဘူး။ နော်ဟာလားစိန်တွေတီးနေအောင်ဝတ်ပြီးအပြိုင်ဆိုင်ပွဲတက်ကြအဲ့ဒီမှာစိန်နန်းတော်လို့ရွှေနန်းတော်လို့ဖွင့်ပွဲနေတူတံကအပြိုင်ဆိုင်လူပြဘုဒ္ဓကစင်ခွနကောင်မြင်းကိုကနောင်လို့ရှင်ပြူတာလို့မလိုအပ်ပဲဘွယ်လူအကုန်လူတွေနဲ့တတိတမတိန်ကြီးဘွယ်လူလောက်ကြလောက်ကြအခုအရင်ပေါ်အတက်ကပစ္စည်းတစုံတော့မရှိဘူး။ဤပညာတော့အာယုံကန်ဆက်တစ်လုံးတော့မရှိဘူး။ဖျားတွေဒါအပြိုင်ဆိုင်တည်ကြတာဗျာ။ အရေးပေါ်နားခိုစရာတနည်းအားမှမရှိဘူး။ကုညီကယ်တဲ့လူငယ်တွေကတော့ကုညီရှာပါရဲ့ဖက်နှက်နဲ့အုတ်ထုတ်တော့မဆင်ပေးကြတဲ့လူတွေပါ။အသက်နဲ့ရင်းပြီးကယ်တင်ပေးချင်တော့လုံလောက်တဲ့ဤပညာတွေခင်မီလှုပ်ဆောင်နေပြီလေ့လာဖို့အင်တာနက်ကိုဖြတ်ချတာလေအချင်းချင်းသတင်းစကားမေးဖို့ဆက်သွယ်ဖို့တင်ဝါပြီလားစွန့်တွရမလားမေးဖို့ဖုန်းတော့ကောင်းကောင်းဆက်မရဘူး။အမှန်ပဲရတာလေ။ဒီလိုကိစ္စမျိုးတွေကို ကျွန်တော်တို့ပမာတဖေးပါဆိုတဲ့လူတွေမလှူချင်ကြနာမည်ကြော်ချားမှုတွေကပီးတင်မှုတွေတာမှုတွေလုံလုံလောက်လောက်လိုချင်ကြတာဘူးဗျဒါရင်းအလုံးရဲ့ပြဿနာအရင်မြင့်ဟာငွေချေးရင်းမြစ်တွေကိုလွဲမားစွာအသုံးချခဲ့တာပဲဘာသာရေးသမားတွေကလည်းဖုံးကြီးတွေပေါ့ဗျာနောင်ဘောကဆိုတာကြီးနဲ့လက်ချီတုပ်ပြီးတော့ဒါနန်ဒါရိစဆိုပြီး ဒါနဒါနဒါနလှူကြလှူကြညောင်စီလောက်လို့ညောင်ပင် ကြီးလောက်ရှမ်းနေဆိုပြီးဂျင်းထဲကြတယ်အလူတန်းတွေကိုနောင်ဘောအတွက်လောဘအတွက်လှူခဲ့ကြတာတော်တော်များတယ်ဆိုတာကိုရောကျွန်တော်မိတ်ဆွေရဲဘော်တွေကပါခဲ့ရင်တတိယပေးပါငါပါခဲ့ရင်တခြားသူပြောပြပေးပါတထေးကြီးတွေတကြွယ်ကြီးတွေ ျွန်တော်နိုင်ငံမှာတသိန်းတစ်ကျွဲတည်းရာနှစ်ပေါင်း900လောက်အတွင်းပြည်သူလူထုကမှဘယ်ကောင်းမှမယက်တည်ခဲ့ဘူးပါဘူးမမီတလောက်သူဥနာအောင်တယောက်ပဲပြည်သူလူထုကယက်တည်ပြီးတော့ဖက်စစ်တပ်ကိုခံတိုက်ခဲ့တော့ဖက်စစ်တပ်တော့နေချက်ကိုလို့ဒီဘက်နောက်ပိုင်းခစ်တီကဘယ်တတိတကျွဲကမှပြည်သူလူထုကမှမမမမယက်တည်ပြီးတော့အုတ်ချုပ်သူကိုမခုံးနဲ့ရှင်တိုက်ရဲတဲ့ကောင်တကောင်မှမပေါ်ပေါက်ခဲ့ဘူး မပေါ်ပေါက်ခဲ့ဘူးသူတို့ဟာသူတို့အနေချောင်ကြီးအစားချောင်ကြီးဝင်လာလောက်ကန်ကြပါလေအဲ့တော့နောက်နှစ်တွေမှာနောက်ကာလတွေမှာရေမေးတွေငလင်ပေးတွေမီးပေးတွေဘေးအမျိုးမျိုးတွေကလည်းမလာဘူးလို့မပြောနိုင်ဘူးဒီတိုင်းပြည်ရဲ့တင်ရန်ဇာတာပျက်စီးမှုကဘာနဲ့မှတော့တိုက်တာလို့မရတော့ဘူးမိုးကုတ်ကကြောက်တွင်းနေကိုကြည့်တစ်တော့ပြုံးတိမှုတွေကိုကြည့် မြေရှားထုတ်လုပ်မှုတွေကိုကြည့်ဘတ်ပေါင်းစုံကစစ်တပ်ကစစ်တပ်အလျောက်တိုင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကလည်းတိုင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအလျောက်အပြိုင်ဆိုင်ကုတ်အဖွဲ့အစည်းကုတ်အစုအဖွဲ့အကျိုးစီးပွားအတွက်လှုပ်ယူနေလိုက်ကြတာပုံများတာကတော့စစ်အာဏာရှင် အုပ်စုရဲ့လှုပ်ဆောင်ချက်ကတော့တရားရာဂိုင်းလုံးမှာ65ရာဂိုင်းလုံးလောက်မြန်မာနိုင်ငံရဲ့တန်ဇာတများဖို့ သူတို့စစ်တပ်အကျိုးကိုကျိုးအတွက်ထုတ်ယူတုံးဆွဲခဲ့ကြတဲ့အတွက်ဆိုတော့ဒီကပ်ဘေးဟာကျော်သွားစရာမရှိပါဘူး။ကဲဒါတော့ဆရာလုံးမကျော်တုံးတဲ့ချက်ဖြစ်ပါနော်။အဲ့တော့တိကျတယ်ကျွန်တော်မြန်မာပြည်ကတော့တယန်ဇာတ်ကျိစာတွေလည်းမိနေတာတိကျပါနော်။အဲ့တော့တယန်ဇာတ် ဒီတူဖော်မှုခုတ်ခုတ်ထွေမှုပေါ့နော်ဒီတစ်တော်တွေခုတ်ထွေမှုတွေကြောင့်ဒီရာသီဥတုပြည့်စည်တာလဲကျွန်တော်မနေ့ကမိုးရီမှာတွေ့ခဲ့ပြီအခုဒီမှာဆိုရင်လဲဒီဒီမေးရနေနဲ့ပတ်သက်တဲ့ဟာတွေဆိုလဲအခုချင်းချင်းမှာထက်ကြုံလာပါเนาะအဲ့ပြင်ကျွန်တော်တာဝန်တတိထားဆရာတကူကအခုလာမဲ့မိုးရသည်အတွက်လည်းကျွန်တော်တို့သတိထားဖို့လိုပါတယ်နော်ပြည်သူတွေအားလုံးမနေ့ကမနေ့ကလည်းအားလုံးကမိုးရသည်မှာတော်တော်ကြီးကိုဒုက္ခရောက်ပြီးပြီနော်အာဒီငလိဒီစစ်တိုက်လို့တည်တဲ့အထက်ဒီရဒီသဘောကဘေးနေကြောင့် တည်ဆုံတာလည်းပုံများတယ်ဗောနော်အဲ့တော့အခုခုခုချိန်မှာဆိုရင်တော့ငလင်တွေလှုပ်ထားတဲ့အတွက်ဒီစေတမန်တွေရဲ့ခိုင်ခန့်မှုတွေလည်းတော်တော်လေးကိုညော့နေတော့မြင်သိကြတာเนาะအဲ့တော့မိုးရွာဒီမှာဘလို့ဒီဆက်ဖြစ်လာမလဲဆိုတော့လည်းကျွန်တော်တို့စဉ်းစားအောင်မှာဖြစ်ပါတယ်เนาะကြောက်ဖို့ပြောတာမဟုတ်ပေနဲ့ကျွန်တော်တို့ညံနေတကွာဗောနော်ပြင်ဆင်ဖို့ပြောတာဖြစ်ပါတယ်เนาะအဲ့တော့အခုချိန်မှာတော့လောလောဆယ်တော့ဒီ ငလေးနဲ့ပတ်သက်တဲ့အရာတွေကိုကျွန်တော်တို့အရင်ဆုံးပြီးအောင်ပြပြအောင်လုပ်အောင်လုပ်အောင်ဖြစ်ပါတယ်နော်ဒါအပြင်လည်းဒါနေ့ရက်တော့မဟုတ်ဘဲနဲ့ဆက်လက်ပြီးတော့ဗောနော်ကျွန်တော်တို့ပြည်သူမှပြည်သူပဲရှိတာဖြစ်တဲ့အတွက်ဗောနော်ဒီ chapter 6កောင်းစီမင်းအောင်လိုင်းကတော့အစိုးရအနေနဲ့အစိုးရတရအနေနဲ့ဘာမှလှုပ်ပေးတာမရှိဘူးဆိုတာဒီနေ့အထိကျွန်တော်တင်ပြတဲ့ video ထဲမှာကျွန်တော်တွေ့ထားပြီးဖြစ်ပါတယ်နော်အဲ့တော့ပြည်သူမှပြည်သူပဲရှိတာဖြစ်တဲ့အတွက်ဗောနော်အရင်ဆုံးပုံကန်းဆောင်တာတွေမှာတရတရကူညီဖေးမှပြီးမှာဗောနော်အမြန်ဆုံးဒီငလေးဘေးတံကလှုပ်အောင် လုပ်ရင်းနဲ့ပြန်လည်ထူထောင်ရေးမှာလည်းတယောက်နဲ့တယောက်လက်တီခိုင်ခိုင်မြဲမြဲတွဲပြီးမှပေါ့နော်ဆက်လက်စ조사ကြပါစို့လို့ပြောဆိုရင်းနဲ့ကျွန်တော်ဗီဒီယိုလေးအဆုံးသတ်လိုက်ပါရနော်โอเคအစားဆုံးချစ်ပြီးတဲ့မိဘပြည်သူရောက်စီတိုင်းတူပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံပြီးတော့ကျက်ဖက်မင်းအောင်လာရဲ့စစ်ပေးငလင်ပေးဘေးရည်တွေပေါင်းစုံမှာကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ